channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျ။အဲကျွန်တော်ကတော့ဒီနေ့စဉ်နေ့တိုင်းထိုတာအကျိုးပြု program တွေရက်တည်ပြီးတော့ဒီအနီးဆက်ဆုံးနဲ့ကြီးအောင်နိုင်ဆုံးပွဲစဉ်လေးတွေကိုဗီဒီယိုလေးတွေနဲ့ကွာတင်ဆက်ပေးနေရဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဗီဒီယိုလေးကို like နဲ့ follow လေးနဲ့ထောက်ပြလို့ရပါတယ်နော်။ Okay ဒီနေ့ညကျွန်တော်ပွဲချွတ်တုံးတစ်ချက်လေးမပြောခင်မှာကျွန်တော်မင်းညရဲ့ကျွန်တော်ရဲ့ YouTube မှာပွဲစဉ်လေးကိုပြန်ပြောပြပါမယ်ကျွန်တော်မင်းညကကျွန်တော်ရွေးချယ်ပေးခဲ့တဲ့ပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ရဲ့ဒီ Telegram Free Channel လေးမှာဆိုကျွန်တော် Leading Monk လေးရွေးချယ်ပေးခဲ့တဲ့အဲ Leading စလုံးကိုကျွန်တော်ဒီရာနှုန်းပြအနိုင်ရရှိခဲ့တယ်เนาะနောက်ပြီးကျွန်တော်ရဲ့ဒီ VIP Channel ကို join ထားတဲ့ညီကိုလေးဆိုရင်လည်းကျွန်တော်ရဲ့ VIP Channel လေးမှာဆိုရင်ကျွန်တော်ပွဲကောင်း သုံးပွဲတိတိကိုကျွန်တော်ရွေးချယ်ပေးခဲ့တယ်။သုံးပွဲစလုံးကလည်းဒီရန်လုံးပြည်နယ်ရရှိတယ်ဗျာ။မင်းညားကဆိုရင်ကျွန်တော် Telegram Free Channel ကို join ထားတဲ့ညီကိုတွေရောဒီ VIP Channel ကို join ထားတဲ့ညီကိုတွေရောဒီ TikTok Fan ညီကိုတွေရောအားလုံးရကြတဲ့အတွက်ကျွန်တော် WhatsApp PD ဖြစ်မိတယ်။အဲဒါကြောင့်မလို့ကျွန်တော်ရဲ့ Telegram Channel လေးကိုဒီမ join ရတဲ့ညီကိုတွေရှိရင်ကျွန်တော် Telegram Channel လေးကို join ဖို့ကျွန်တော်ဖိတ်ခေါ်တယ်နော်။အဲဒီနေ့ညမှာဆိုတော့ကျွန်တော်အကောင်းဆုံးရွေးချယ်ပေးထားတဲ့ပွဲစဉ်လေးတစ်ပွဲကတော့ဒီနေ့ညမှာ အဲဒီအနည်းဆက်ဆုံးနဲ့ကြည့်အောင်လည်းဆိုပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော်ဒီအင်္ဂလန်ပရီးမီးယားလီးဂ်ကနောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီမန်ချက်စတာယူနိုက်တက်နဲ့အေဗာလန်တို့ပွဲစဉ်တွေကိုကျွန်တော်ပွဲချိုသုံးသပ်ပြီးတော့မှာဖြစ်ပါတယ်ဗျဒီမန်ချက်စတာယူနိုက်တက်ကဒီအင်္ဂလန်ပရီးမီးယားလီးဂ်မှာဆိုရင်သူက၁၇ပွဲရှိမှန်ကစားတာပြီး၅ပွဲနိုင်၃ပွဲတည်ရီ၃ပွဲရှုံးဆိုတဲ့ရလနဲ့ရမ18ပွဲရရှိကအဆင့်၁၀မှာရက်တည်နေတဲ့တင်တင်ဖြစ်တယ်ဒီအဆင့်အဝေးကွင်း ဒီဝေခွေးအဲ့ပါနဲ့တရားတော့ဒီအင်္ဂလန်ပရီးမီးယားလိမှာသင်သူက17ပွဲရှင်မဲ့ကစားလာပြီး၄ပွဲနိုင်၃ပွဲတည်း၄ပွဲချုံးဆိုတဲ့ရလနဲ့ရမယ်15မဲ့ရရှိကဒီအဆင့်73နေရာမှာရပ်တည်နေတဲ့တင်းတင်းဖြစ်တယ်ဗျာဒီအဆင့်30နဲ့အဆင့်73နဲ့တွဲစုံတဲ့ပွဲစဉ်လေးဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးအကျိတ်နဲ့ရှိလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်နောက်ပြီးဒီနှစ်တင်းမှာဆိုရင်ဒီအဓိကအရေးကြီးဆုံးအချက်ကတော့ဒီအကြောပေးမှုပေါ့နော်ဒီ Manchester United ကဒီနေ့ညမှာဆိုရင်ဒီ Everton အတင်းကို တလုံးပြား60စားနဲ့ဂိုးပေါင်းကြီးသုံးလုံးပြား60စားဆက်ခြေတန်းဖြန့်ထားတာကိုကျွန်တော်တွေ့မြင်တယ်အဲ့ဒီခြေတန်းဖြန့်ထားချက်အရတော်တော်လေးကိုပြင်လွန်းတယ်လို့ကျွန်တော်ကမြင်မိတယ်ဗျဒီမန်ချက်စတာယူနိုက်တက်ကဒီရခင်အေဗာနန်နဲ့တွေ့ဆုံတဲ့ပွဲတိုင်းမှာဆိုရင်ဒီတရေအရှုံးတို့ဒီ level ပြား90ရှုံးပြား60ရှုံးလို့တာခြေတန်းဖြန့်နေကြဖြစ်ပြီးဒီနေ့ညခြေတန်းမှာဆိုရင်ဒီတလုံးအတွင်းမှာပြား60စားဆက်ခြေတန်းကြီးဖြန့်ထားတာကတော့တော်တော်လေးကိုပြင်လွန်းတယ်လို့မြင်မိတယ်ဗျ အဲဘာကြောင့်ကျင်းပြင်းတာလဲဆိုတော့ကျွန်တော်အောက်မှာတေချာလေးရှင်းပြမယ်နော်ဒီ Manchester United ကသူ့ရဲ့အိမ်ကွင်းမှာဆိုရင်ဒီ England Premier League ပွဲစဉ်တွေမှာသူ့ရဲ့အိမ်ကွင်းမှာဆိုရင်၄ပွဲတိတိအခန့်ရှင်းမယ်ကစားထားတာကိုကျွန်တော်တွေ့များတယ်၄ပွဲမှာဆိုရင်လည်းဒီလေးပွဲစလုံးကိုသူကအနိုင်ရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အိမ်ကွင်းဆန်းဆောင်ကြီးကတော်တော်လေးကောင်းတယ်လို့ကျွန်တော်ကမြင်မိတယ်။နောက်ပြီးသူ့ရဲ့အိမ်ကွင်းလေးပွဲမှာဆိုရင်လည်းသူတို့ရဲ့တိုက်စစ်ကဒီ၁၇ဂိုးတိဂိုးတွင်းပြီးတော့ခန့်စစ်က၅ဂိုးတိတိဂိုးတွေပြန်ပေးထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျ။မန်ချက်စတာယူနိုက်တက်ကဒီယာဒီအစမှာဒီ အနေငယ်အနေချက်တွေနဲ့ဒီပွဲတွေရှုံးနေခဲ့တယ်ဆိုပေမဲ့ဒီနောက်ပိုင်းမှာတော့ဒီလမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာတဲ့တင်းတင်းလို့ကျွန်တော်ကမြင်မိတယ်။နောက်ပြီးသူတို့ကတိုက်စစ်အားကောင်းတယ်ဆိုပေမဲ့ခန့်စစ်မှာတော့အနေငယ်အနေချက်လေးတွေရှိနေတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျ။ဒီအဝေးကွင်းဖြစ်တဲ့ Everton တင်းကလည်းဒီနောက်ဆုံးတူအဝေးကွင်းတောက်ရှင်ပြန်ခဲ့တဲ့ပွဲစဉ်နောက်ဆုံး၅ပွဲကိုတွားကြည့်လိုက်တဲ့အချိန်မှာဆိုရင်ဒီနောက်ဆုံး၅ပွဲမှာဆိုသူကတပွဲတည်းရေဒီ၄ပွဲတည်းတည်းရှုံးနေထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျ။ ဒီအေဗာဒန်တင်းရတော့ဒီအိမ်ကွင်းအနေငယ်အားကောင်းနေဆိုပေမဲ့ဒီအဝေးကွင်းတွားရောက်ဆွမ်းဆောင်ရည်ဒီမှာဆိုရင်တော့တော်တော်လေးကိုအားနည်းချက်တွေရှိနေအောင်ကျွန်တော်တွေးမြင်ရတယ်နောက်ပြီးသူအဝေးကွင်းတွားရောက်ဆွမ်းဆောင်ခဲ့တဲ့နောက်ဆုံး၅ဘွဲ့မှာဆိုရင်သူတို့ရဲ့တိုက်စစ်ကဒီနှစ်ကိုးတာလည်းကိုတွင်ပြီးခန်စစ်က၈၉တိတိကိုးတွေပေးထားတာကိုကျွန်တော်တွေးမြင်ရတယ်ဗျအဝေးကွင်းဆွမ်းဆောင်ရည်ဒီမှာအားနည်းချက်တွေရှိနေအောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာဒီမန်ချက်စတာယူနိုက်တက်ကအကျော်ပေးမှုကတော်တော်လေးကိုပြင်ရတယ်လို့ကျွန်တော်ကမြင်မိတယ်နောက်ပြီးဒီနေ့တင်းရဲ့ဟက်တူရဲ့ဖောင်ကိုတွေ့ကြည့်လိုက်တဲ့အချိန်မှာဒီနေ့တင်းရဲ့ဟက်တူရဲ့ဖောင်နောက်ဆုံး ငါးဘွဲကိုတွက်ကြည့်လိုက်တဲ့အချိန်မှာဆိုရင်ဒီ ancient manchester united က၃ဘွဲတိတိအနိုင်ရပြီး၂ဘွဲတည်ချထားကိုတွေ့ရတယ်ဒီနေ့တင်းထိတဲ့ပြစ်ဆိုလိုက်တဲ့လုံးဝရှုံးနေထားတာမတွေ့ရသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီနေ့ကျ manchester united အကျော်ပေးမှုကခြေပြင်းနေတာချင်းဖြစ်တယ်လို့ကျွန်တော်ကမြင်မိတယ်ဗျအဲဒါပေမဲ့ဒီနင်းညကဒီပွဲပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ပွဲစဉ်လေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘူကီတွေကတော့လက်ကွက်အနေနဲ့အသုံးပြုသွားလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဗျဒီဘူကီတွေကတော့ဒီပွဲနေတဲ့နေ့တွေမှာဆိုရင်ဒီ ကြီးချူချူလေးနဲ့လက်ကွက်တွေနဲ့အသုံးပြုတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာဆိုရင်ဒီ Manchester United body ချမဲ့ဒီຢာနှောင်းอ่ะဆိုရင်ဒီ80ရာခိုင်နှုန်းလောက်တိရှိပြီးတော့ဒီဂိုးပေါင်းချမဲ့ရာခိုင်နှုန်းက100ရာ20ရာခိုင်နှုန်းတိရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘိုကီရီယာလှည့်လိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဗျအဲတလောကလုံးဒီ Manchester United body ချနေတဲ့ချိန်မှာသူကဒီ Everton ကအနေအဆုံးတည်ရင်နဲ့အကမတင်နိုင်သွားတဲ့အခြေအနေအထိပါဖြစ်သွားနိုင်တဲ့ ်ဇေတန်မျိုးလို့ကျွန်တော်ကမြင်မိတယ်ဗျဒါကြောင့်မလို့ကျွန်တော်ကဒီ Manchester United body ကိုနေမဲ့အစား ဒီပိုပြီးစစ်ဖြစ်မဲ့ဒီ Everton body နဲ့ဒီ goal ပေါင်းအပေါ်ပဲကျွန်တော်ရေးချက်ပေးတဲ့နေပြဗျာဘာကြောင့်လဲဆိုတော့ဒီ Everton ရဲ့ tactics ကလည်းဒီ tan counter tactics ကတော်တော်လေးကိုကောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ Everton Manchester United ရဲ့အကြောပေးမှုခြေပြင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီ Everton body ကိုပဲကျွန်တော်ရေးချက်ပေးထားပါတယ်ဗျာ goal ပေါင်းစေးအနေနဲ့ကနှစ်ဖက်စလုံးကတော့ဒီအပြန်အလှန် tactics တွေနဲ့ goal တွင်းလေးမလို့မြင်မိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီ goal ပေါင်းအပေါ်ပဲကျွန်တော်ရေးချက်ပေးထားပါတယ်အဲ goal ရလက်အနေနဲ့ကတော့ဒီ1-1 2-2အဲဒီအခက်မတင်ရင် 1-2-3လောက်ထိပါတွားနိုင်တာဖြစ်တယ်ထင်တယ်မလို့ကျွန်တော်ကတော့ဒီနေ့ညဒီ Manchester United နဲ့ Everton နဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့ဒီ Everton body နဲ့ဂိုးပေါင်းအပေါ်ပဲကျွန်တော်ရွေးချယ်ပေးထားပါတယ်ကျွန်တော်ရွေးချယ်မှုပုံစံလေးကိုချင်းမဲစီလိုအသွေးတူတဲ့အကြက်တူတဲ့ဆိုရင်ဆော့ကစားလို့ရပါတယ်အသွေးမတူရင်ဘက်ကနေပါတယ်ရလက်ကောင်းနေရရှိပါစေလို့ကျွန်တော်စုမကောင်တောင်းပေးလိုက်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတဦးတယောက်ချီးစီကိုကျွန်တော်ကဒီညီကလည်းကျေးဇူးအထူးတင်ရှိပါတယ်ပြောကြရင်လည်းဗီဒီယိုလေးကိုအဆုံးတက်လိုက်ပါတယ်ဗျ